မြန်မာနောက်ချင်းရဲ့ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတော့ပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ်ယဇလာကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပြိတ္တများနားဆင်ရမယ့်ဇလာလေးကစိုင်းဆရာမင်းဟိန်ခန့်ဥဒ္ဒါထေပရေးသားထားတဲ့မန္တန်ထူးမောင်နဲ့နတ်မွေတောင်သခင်မဇလာလေးကိုပြိတ္တချင်ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။တမရီဘခဟာထူးမောင်ကိုမနိုင်တဲ့အပြင် ်ထူးမဘကနဲ့ဦးတိုင်ငန်းနဲ့ပန်းမြူတို့ပါရောက်လာတာကြောင့်နောက်ဆုံးအချက်ကိုထုတ်သုံးရတော့တယ်အရက်ဆိုင်ပိုင်ရှင်မင်းကလေးကိုကျူးထုတ်ဖမ်းဆီးထားတဲ့နေရာကနေခေါ်ထုတ်လာပြီးလေဝင်းကိုလှမ်းကင်ထားလိုက်တယ်အဲနောက်ထူးမကိုအတားတကြီးအညံ့မခံမင်းကလေးကိုတက်ပြစ်မယ်ဆိုပြီးချိန်ချလိုက်တယ်ငါလူတွေကိုလည်းရွာပက်လာမှာချထားပြီးပြီအေးမင်းတို့တောင်းရမယ်ဆိုတာနဲ့ရွာကိုမိရှုပ်ရလိမ့်မယ်ကွာဘာလို့လဲအဖမ်းခံမလားရွာပြက်ခံမလား ခမရယောက်ျားမဟုတ်ဘူးလားစကားများနဲ့ကွာလက်နဲ့တွေအကုန်လုံးချလိုက်မဟုတ်ရင်တော့အားလုံးပြချလိုက်မယ်တမလီဘာကကဆိုင်ရှင်မင်းကလေးရဲ့လက်ပင်ကိုခက်တေးတေးညှစ်ပြီးချိန်ချောက်လိုက်တဲ့အတွက်ထူးမောင်ကဓာရို့ကိုကလိုက်တယ်ဦးတန်ငင်းကလည်းပခုံးကိုတစ်ချက်ပုတ်ပြီးသူ့ကင်ထားတဲ့တူကြီးကိုချထားလိုက်တယ်ပန်းဖြူလည်းသူ့တို့ကြောက်ရောက်ကိုဒုက္ခမရောက်စေချင်တာကြောင့်တိုက်ခတ်မှုတွေမလုပ်တော့ဘူးဒီကထူးမောင်ရဲ့တန်နေသားကိုဘာခတ်ခတ်ဖြုတ်လိုက်တယ် အဲနောက်မှာတော့သူတို့၃ယောက်ကိုစိုက်ရှင်မင်းကလေးနဲ့အတူလက်ပြန်ချိုးတုပ်လိုက်လိမ့်တယ်။စိုက်ရှင်မင်းကလေးကရုံးကအဟိနေတာကြောင့်ဘာခတ်ကပါးကိုခက်ပြေးပြေးရိုက်ချလိုက်တော့နှာခမ်းပေါက်ပြီးမယုံကန်ရေတော့ဘူး။အဲနောက်ဘာခတ်ရဲ့တပည့်တစ်ယောက်ကမြင်းကြီးမုံမုံကိုသွားဆွဲတဲ့အခါမှာမင်းကြီးကရုံးကန်ထွက်ပြေးသွားခဲ့လိမ့်တယ်။မလိုက်နဲ့တော့ကဒီမင်းကိုထားခဲ့လိုက်။ဒီ၃ယောက်နဲ့မင်းကလေးကိုသာဖမ်းတော့ကွာ။ဟိုယောက်မသခင်ကြီးရဲ့အမိန့်နဲ့ဒင်းတော်ခေါင်းကိုဖျက်ယူပြီးစုငယ်ထုတ်မယ်။ အဲ့ဒီလိုနဲ့တမဏိဘာခတ်ကသူတို့တခင်မဖန်ခန်းလိုက်တဲ့မင်းကလေးနဲ့ထူးမောင်တို့အဖွဲ့အဝါဖမ်းပြီးတော့ခလောက်ကြရွာကိုခေါ်သွားခဲ့လေဝင်းညုံမျိုးနဲ့ခဝိုးမှရှိတဲ့ခလောက်ကြရွာကြီးတဲ့ကိုခေါ်သွားတာဖြစ်ပြီးထူးမောင်ကတခါမှမရောက်ဘူးတဲ့အတွက်သူ့ရဲ့အမြင့်တက်အာယုံကိုဖွင့်ထားလိုက်လေဒီအချိန်ဘာခတ်တို့အုပ်စုမီးရှို့မယ်လို့ပြောတဲ့ရွာနဲ့လည်းဝေးလာခဲ့ပြီဖြစ်လို့ထူးမောင်ကတိုက်ခိုက်ချင်နေတယ်လက်မှာတုပ်ထားတဲ့ကျိုးတွေကလည်းထူးမောင်အတွက်ဂယုစက်နေစရာမလိုဘူး ဒီနေရာမှာပဲဘာခတ်ကိုတိုက်ခိုက်ချင်နေတာဒါပေမဲ့အားလုံးထဲမှာအသက်ကြီးဆုံးဖြစ်တဲ့ဦးတန်ငယ်ရဲ့သဘောကိုသိချင်တာကြောင့်လှမ်းကြည့်လိုက်တော့ဦးတန်ငယ်ကထူးမောင်ကြည့်နေတာကိုရင်းမိတာကြောင့်ဘာခတ်တို့ရန်သူစုမမြအောင်ခေါင်းကိုဖြည်းဖြည်းချင်းခါရမ်းပြလိုက်တယ်။ပန်းမြို့ကိုကြည့်လိုက်တဲ့အခါမှာလဲပန်းမြို့ဟာဆိုင်ရှင်မင်းကလေးရှိနေတဲ့ကြောင့်မျက်စောင်းထုတ်ပြတဲ့အတွက်ထူးမောင်ကငြိမ်နေလိုက်ရတယ်။ဘာခတ်တို့အုပ်စုကခလောက်ကြရွာကြီးတဲ့ကိုဖျက်ခေါ်လာတဲ့အချိန်ထူးမောင်ကပဝင်းကြီးအခြေအနေကိုအကဲခတ်နေတယ်။ ထူးခြားတာတယောက်လုံးမှယောက်ျားသားဆိုလို့မတွေ့ရပဲမိန်းမတွေနဲ့ကလေးတွေကိုပဲတွေ့ရတယ်သူတို့ကထူးမောင်တို့ကိုဖမ်းလာတဲ့ဘာခတ်တို့အုပ်စုကိုအိမ်ထဲကနေချောင်းကြည့်နေတာကိုလည်းတွေ့လိုက်ရတယ်တမီးဘာခတ်တို့အဖွဲ့ကဆိုင်ရှင်မင်းကလေးနဲ့ထူးမောင်တို့အဖွဲ့ကိုတစ်ဖက်ရွာထိရောက်တဲ့အချိန်ခေါ်သွားပြီးရွာတွေကနေထွက်လာခဲ့ကြတယ်ရွာပြေကိုရောက်တဲ့အခါမှာတော့ခလန်းလန်းကတဲခင်းလန်းလေးတို့ခုနဲ့အတူတူတောင်ကုန်းတောင်တန်းတွေတောက်လူတွေကိုတွေ့လာရလေတယ် ်ခမမြဲတောင်ကြီးတစ်လုံးပေါ်မှာလဲအိမ်တစ်လုံးနဲ့အဆောက်အုံတွေကိုတွေ့ရပြန်တယ်။ထူမောင်တို့အားလုံးလည်းအချိန်ကြီးကြည့်ပြီးဒီတောင်ငုံဘော်ကိုခေါ်သွားချင်းဖြစ်ရမယ်လို့တွေးနေကြတယ်။ဒီလိုနဲ့တမရီဘာကတ်တို့ခေါ်ကနောက်ကိုလိုက်ခဲ့ကြရင်တောဆက်လေးကိုရောက်တဲ့အခါမှာတော့ယောက်ျားအုပ်စုတစုနဲ့တွေ့လေ။သူတို့မှထဲသွားထွန်သွားဂိုင်းကောက်တာအပေါက်ပြားတူရင်အဲ့ဒီလိုလေယာသုံးပစ္စည်းတွေကိုကင်ထားကြပြီးတော့ယောက်ျားတစုကတမရီဘာကတ်တို့အနီးကိုရောက်လာတဲ့အခါမှာ ရှိတဲ့ပစ္စည်းတွေပြစ်ချပြီးဒုထအယုဒေပင်းနေတာကိုလည်းထူးဆန်းစွာနဲ့တွေ့ရတယ်။ဒုမောင်တော်အရှိကိုရောက်သွားတဲ့အခါကျမှယောက်ျားတစုကမိမိတို့ရဲ့ပစ္စည်းတွေကိုယူပြီးခလောက်ကျရွာဘက်ကိုပြန်သွားကြလိမ့်တယ်။ရွာထဲကဖြတ်လာတဲ့အချိန်ယောက်ျားသားတွေမတွေ့ရတာကိုအခုမှပဲသဘောပေါက်ပြီးလေယာလုပ်ငန်းဆင်းရတာကိုလည်းနားလည်သွားခဲ့တယ်။ဒါပေမဲ့တဦးတယောက်တည်းမဟုတ်ပါပဲ။တချိန်တည်းမှာတရွာလုံးနေပါလဲလို့ရတယ်ဆိုတာကစဉ်းစားစရာဖြစ်နေတယ်။သူတို့လက်ထက်မှာလည်း တချို့ကစားစရာလေးတွေအနည်းငယ်ယူသွားကြတဲ့အတွက်တူတယောက်စီအငှားလောက်ကင်ကြတာလည်းဖြစ်နိုင်တယ်လို့ထူးမောင်တွေးနေမိတယ်။မကြခင်မှာတော့တောအုပ်ကလေးတွေကိုဝင်လာခဲ့ပြီးအလဲမရှိနေတဲ့တောင်ကြီးပေါ်စီကိုတက်ခဲ့ကြလေတယ်။တောင်ကပန်းမှာလမ်းတစ်ခုကိုခပ်ပြပြဖောက်လုပ်ထားပြီးအစင်းအတက်ကိုတော့လှစ်ကတိတပွဲဖန်တီးထားကြလေတယ်။တပ်မီဘာခတ်တို့ကထူးမောင်တို့နဲ့အတူတူဖန်စီလာတဲ့မိန်းကလေးကိုတောင်ပေါ်ရောက်အောင်ခေါ်သွားခဲ့ကြတယ်။အဲနောက်အိမ်ကြီးရဲ့အင်းကြီးမှာရှိတဲ့တောင်ဆောင်တနေရာမှာ ဝါးလိုက်ပတ်လဲစိုက်ထားတဲ့အချစ်တိုက်လိုနေရာတစ်ခုတည်းကိုတွန်းထည့်လိုက်ကြတယ်။အထဲကိုရောက်တာနဲ့ဝါးတိုင်စိုက်ထားတဲ့အလဲမှာတွင်ကြီးတွင်ဖြစ်နေပြီးတော့အားလုံးကတွင်ထဲကိုကြောက်သွားခဲ့တယ်။တွင်နှခမ်းရဲ့ပပက်လဲမှာလဲဝါးချုံတွေကိုစုကတ်တဲ့ဖွဲ့ဝေးရထားတဲ့အတွက်အဲ့ဒီနေရာကနေထွက်ဖို့မလွယ်တဲ့အခြေအနေရှိနေတယ်။တွင်ကတိတ်မနေတာကြောင့်အလဲအောင်ရတယ်ဆိုမဲ့အတိုင်ငယ်ကျဝင်းပြီးအထဲမှာလဲသူတို့အပြင်တခြားသောဖက်စည်းခံထားရတဲ့သူတွေလည်းအနေငယ်ရှိနေတယ်။ ်ဦးတန်ငယ်ပန်းဖြူနဲ့ထူးမောင်တို့တွင်ကြီးတွေကိုရောက်တာနဲ့အနီးမှာရန်သူမရှိတာကြောင့်ခြိထားတဲ့ကျိုးတွေကို ဖြတ်တောက်ပြစ်လိုက်တယ်။သူတို့နဲ့အတူတူဖမ်းဆီးခတ်နိုင်ရတဲ့မင်းကလေးကိုလည်းကျိုးဖြစ်ပြီးပြီးတော့ပန်းဖြူကမကြောက်ဘူးနဲ့သူတို့ကိုကဲတင်ပေးမှဖြစ်ကြောင်းအားပေးစကားပြောလိုက်တယ်။အဲနောက်ဟိုဟိုဒီဒီချစ်ထွက်ပေါက်ကိုရှာတဲ့အခါတွေးထဲမှာရှိနေတဲ့လူတွေတရတချို့ကဒီမှာထွက်ပေါက်မရှိဘူးဗျရှားမနေနဲ့။ဒါကဘယ်လိုနေရလဲဗျ။ခမရတို့ရောဘာလို့ဖမ်းလာကြရလဲ။ နမွေတောင်သခင်မရဲ့အကျင့်တိုက်ပေါ့ဗျာကျုပ်တို့ကသခင်မရဲ့အိမ်ကပစ္စည်းခိုးတာကိုမီးလို့ဓာတ်ခတ်ခံရတာမကြခင်ပြစ်လို့မှာပါဒါပေမဲ့ခမရုံးနဲ့ပါလာတဲ့မင်းကလေးကတော့ပူဇော်ပွဲအတွက်လို့ကြားတယ်။ "तू ကတော့ပြစ်လို့မှာမဟုတ်ဘူး"ဘလို့ပူဇော်ပွဲဟုတ်လားကြုံနားမလဲဘူးဂျီနားလားဗျာကြုံနားလဲအောင်ပြောပြမယ်ထူမောင်တို့ဟာပစ္စည်းခိုးမှုနဲ့ပြစ်ဒဏ်ကြတဲ့အကျဉ်းသားရဲ့အမျိုးကိုသွားလိုက်ကြပြီးတော့ သူပြောတာတွေကိုနားထောင်ကြလိမ့်တယ်။အဲ့ဒီလူရဲ့ပြောပုံရယခုရောက်နေတဲ့တောင်ကနောက်မွေတောင်လို့ခေါ်ပြီးခလောက်ကြရွာကိုအုပ်ချုပ်တဲ့သခင်မတောင်ပေါ်မှာနေတာကြောင့်နောက်မွေတောင်သခင်မလို့ခေါ်ကြောင်းလည်းသိရလိမ့်တယ်။နောက်မွေတောင်မှာလည်းတမိုင်းရှိပြီးရွာနဲ့ပတ်သက်နေတဲ့တချင်းကအကြောင်းရင်းတစ်ခုလည်းအဲ့ဒီလူကမချွေးမချံပြောပြလိုတော့တယ်။တချင်းကဒီအရက်မှာခလောက်ကြရွာဆိုတာမရှိသေးပဲလဲဆောင်တဲလေးတွေကဟိုတလုံးအထိတလုံးပဲရှိလိမ့်တယ်။ အဖြစ်ဖြစ်နဲ့လေယာမြေရီရမြေကောင်းတာကြောင့်စိုက်ပျိုးဖြစ်ထွန်းလာတဲ့အတွက်လူအင်အားများလာပြီးရွာကလေးတပ်ဖွဲ့ဖြစ်လာခဲ့တယ်။တနေ့မိုးကြတဲ့အချိန်တာဖာနှစ်ယောက်တောအတွင်းနဲ့ဝင်ရင်မြစ်ရှာမှုချိုးနဲ့သွားလာနေကြတယ်။ဒီလိုနဲ့တောင်စားကဘာရံကြီးတစ်ခုအနီးကြောက်ချက်ကြီးရဲ့ဘေးကိုရောက်တဲ့အခါမှာမှုများစွာကိုတွေ့ရတဲ့အတွက်တာဖာနှစ်ယောက်ဝမ်းသာအားရနှုတ်ကြတယ်။အဲလိုနဲ့နင်းစင်နဲ့အမြမှုချင်းလို့ဖြစ်နေပြီးဟင်းစားရနေတာကြောင့် နောက်ပိုင်းမှာတော့အဲ့ဒီနေရာကိုမှုရှာတဲ့သူတွေအများအပြားရောက်လာခဲ့ကြတယ်။ကဘာရဲ့ရဲ့ဘေးမှာရှိတဲ့ကြောက်ချက်ကြီးရဲ့အနီးမှာချောင်းကလေးတစ်ခုလည်းရှိနေတဲ့အတွက်နောက်ပိုင်းမှာငါးချဖားရှာကြတဲ့သူတွေလည်းရှိလာခဲ့တယ်။ဒီနေ့မှာတော့ကလေးတယောက်ကမှုနှုတ်ပြီးအပြန်ချောင်းထဲရရှင်ကလေးကိုအယုတ်လုပြီးကစားဖို့ယူလာခဲ့တယ်။အင်ကိုရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကနားရုပ်ကလေးလှုပ်ပေးပြီးနေလန့်ထားလိုက်တယ်။ရှင်ယုံချောက်သွားတဲ့အခါနေရအောင်မှာလင်းလင်းလက်လက်အမောင်လေးတွေကတ်နေတာကြောင့် ထခင်ဖြစ်သူဟာတေချာစူးစမ်းကြည့်တဲ့အခါရှင်မုံလေးတွေဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရှင်မုံကလေးတွေကိုမြင်တဲ့အခါမှာတာဖြစ်သူရှုပ်လာတဲ့နေရာကိုမေးပြီးအဲ့ဒီနေရာမှာတက်တလောက်မှတ်တလောက်ရွှေ့ကျင်တော့မိသားစုတစုလုံးနေချင်းညာချင်းချမ်းသာလာခဲ့တယ်။ယခုတစ်ခါမှလည်းမှုချင်းတွေ့သူလိုပဲသတင်းပြန့်သွားတဲ့အတွက်တခြားလူတွေသိသွားကြပြီးတရွာလုံးလိုလိုရွှေ့ကျင်လာကြတယ်။အဲနောက်မှာတော့ရွာကြီးကအိမ်ကြီးအိမ်ကောင်းတွေနဲ့စီကားလာပြီးလူချမ်းသာတွေလည်းပေါများလာခဲ့တယ်။ ီလိုနဲ့ရွှေကြောပြတ်တဲ့အခါကြည်ဦးရခတ်တဲ့အတွက်ချောင်းရီတိုက်ပြီးစီးတဲ့တောင်ကဘာရုံကိုတူးဆွားကြပြန်တယ်။လူတွေရဲ့အတုံးမတက်နိုင်တဲ့လောဘဇောနဲ့တဖြည်းဖြည်းတူးဖော်ပြီးကြည်ဦးကြကရွှေချားလာတာကြောင့်ကဘာရုံမှာရှိတဲ့ကြောက်ချက်ကြီးအောက်ကိုဘသူမှမတူးဘူးတဲ့အတွက်ရွာသားအ ਨੇ ဆွာအဲ့ဒီကြောက်ချက်ကြီးကိုဖယ်ရှားဖို့ကြိုးစားလာခဲ့ကြတယ်။ဒီလိုနဲ့ကြောက်ချက်ကြီးကိုလူအင်အားနဲ့ဖယ်တဲ့အခါမှာကြောက်ချက်ကြီးကချောင်းထဲကျသွားပြီးကဘာရံကလည်းလှန်ကူလိုအပေါက်ကြီးဖြစ်သွားခဲ့တယ် ။ထင်တဲ့အတိုင်းပဲအဲ့ဒီအပေါက်ကြီးရှိရာတခြားရွှေကြောလိုက်တဲ့အပြင်ရေအဝင်ထွက်ကလည်းရှိနေတာကြောင့်လူတစုပျော်ရွှင်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီညမှာတော့ရွှေချင်းနဲ့လူတစုရွာကိုပြန်မလာကြတော့ဘူး။နောက်တနေ့မှာတော့ရွာသားတွေကရွှေချင်းနဲ့နေရာကို လာရှာကြတဲ့အခါမှာကြောက်ချက်ကြီးဖွင့်နေတာကိုတွေ့လိုက်ရတယ်။ခဏကြာမှာတော့လေတရှူးရှူးမှုတ်တန်တဲ့တတ္တဝါကြီးတကောင်လာနေတဲ့တောသူတန်တွေကိုကြားလိုက်ရတာကြောင့်ကိုစီပုံအောင်နေတဲ့အချိန်ချောင်းတလျှောက် ထမ်းမဲလုံးထက်ကြီးတဲ့ငွေကြီးတကောင်ဆန်တက်ကူးခတ်လာပြီးကဘာရမှာရှိတဲ့တွင်ကြီးတဲ့ဝင်သွားတာကိုမြင်လိုက်ရပါတယ်။အဲ့ချင်းအားစပြီးတော့ဘသူမှရှေ့မကျင်ရတော့ဒါမဲ့ပြဿနာဒီများနဲ့မပြီးပဲရွာကိုဒုက္ခပေးလာခဲ့တယ်။ရွာဝင်းကျင်မှာလှုပ်ချောင်းထားတဲ့ကျွန်းွားတွေပြကုန်တယ်။ခဏခဏဖြစ်လာတော့ရွာသားတွေကကျွန်းွားတွေကိုချက်ခတ်ဝင်းမြူလာတော့တယ်။ဒါပေမဲ့လည်းတပတ်လောက်ကြာတဲ့အခါမှာလူတစ်ယောက်ကသူ့နွားတွေရုံးအိပ်ဆက်ခဲဖြစ်နေတဲ့အတန်ကိုကြားရတဲ့အတွက် မိတာခွက်လေးနဲ့အောက်ကိုဆင်းကြည့်လိုက်တဲ့အခါငွေကြီးကနွားတင်ကုတ်အထိဝင်ပြီးနွားတွေကို မျိုးနီးတာကိုတွေ့လိုက်ရတယ်။ငွေကြီးရဲ့အကောက်အော်ရဲ့အစနေချင်းညချင်းဆိုသလိုနှစ်ဆလောက်ကြီးမလာတာကိုလည်းတွေ့လိုက်ရတယ်။ညင်လာရတဲ့သူကလည်းသူ့နွားတွေကိုမျိုးတဲ့ငွေကြီးကိုတတ်ဖို့အရေးစွန်ပြီးမိတချောင်းကို ပြေးဥလိုက်တယ်။အဲနောက်မိနဲ့ငွေကြီးကိုပြစ်လိုက်တဲ့အခါမျက်နာတဲ့တဲ့ကိုထိသွားတဲ့အတွက်ငွေကြီးကအဲ့ဒီလိုပါမျိုးပြစ်လိုက်လို့တော့တယ်။တရင်ကတရွာလုံးကိုပြတ်သွားပြီး ငွေကြီးရွာထဲဝင်တဲ့အကြောင်းကိုပဲပြောဆိုနေကြပါတော့တယ်။အခြေတကျဖြစ်နေတဲ့ရွာသားတွေကကြံဝါရွှေရမလွှဲတာနဲ့လယ်ယာမျိုးတွေအဆုံးမခံနိုင်တာကြောင့်ဒီကိစ္စကိုဝိုင်းပြီးအကြက်ထုတ်ကြတယ်။ဒါပေမဲ့ဘလို့မှမတက်နိုင်တဲ့အတွက်ရွာသားတွေဟာနေ့စဉ်နဲ့အမျှစိတ်တော့ကရောက်နေကြရတယ်။ဒီနေ့မှာတော့ရွာအမျိုးသမီးတစ်ယောက်ရောက်လာခဲ့တယ်။အဲ့ဒီအမျိုးသမီးကပြဿနာကိုဖြေရှင်းနိုင်မဲ့နီလန်းကိုရွာသားတွေကိုပြောကြားခဲ့လိမ့်မယ်။သူနဲ့အတူတူတမ်မရီဘာခတ်ဆိုသူလည်းပါလာပြီးတော့ ဓာသားတွေအားလုံးကိုမျက်ဝေကိစ္စဆွေးနွေးဖို့တရင်လွင့်ပြီးစုဝေးလိုက်လိမ့်မယ်။ကဲ။ရွာသားတွေအားလုံးပဲစုံကြပြီဆိုရင်ပြောစရာတခုရှိတယ်။အခုဒီငွေကြီးကရူးရုံငွေမဟုတ်ဘူး။ဒီတောင်ကိုဆောင်းလျှောက်တဲ့နှင်းငွေကြီး။ဒါကြောင့်နှစ်နှင်းလုံးများတဲ့အတွက်သူ့ကိုနှစ်ပေါင်းများစွာပိတ်လောင်ထားရတာပါ။ဒါအခုဖွင့်လိုက်ပြီဆိုတော့ရွာသားတွေအနေနဲ့တာဝန်ရှိတယ်။ရွာသားတွေအနေနဲ့ရွာမှာအလောက်ကမပြတ်အေးအေးဆေးဆေးနေခြင်းနဲ့ဆိုရင်တော့ ီမွေကိုတလားတခါနွားတကောင်ကြားအစာကျွေးရမယ်ဒီကိစ္စကိုသဘောတူကြမယ်ဆိုရင်ရွာသားတွေရဲ့အသက်ကိုလည်းအောင်မခံပါနဲ့တလားကိုနွားတကောင်တော့ကျွေးနိုင်ပါလေဗျဒါပေမဲ့ခမားတို့ဘလို့ယုံကြည်ရမှာလဲရွာသားတို့ကအဲ့လို မေးလိုက်တဲ့အခါမှာအမျိုးသမီးဟာသူနဲ့အတူတူပါလာတဲ့ဘာခတ်ဆိုတဲ့လူကိုစီတခုဆွဲခတ်လိုက်တယ်ဘာခတ်ကလည်းထုံးပြူနဲ့ရွာသားတွေကိုပတ်ဝိုင်းပြီးစီတခုဆွဲပြီးတဲ့အခါ အမျိုးသမီးအားစတင်လှုပ်ရှားလာတယ်။သူတို့ကိုယ်လုံးကိုမြေပြင်မှာပြားနေအောင်မှုတ်ချပြီးပါဇက်ကိုလည်းဟထားတယ်။အဲဒီနောက်မြေပြင်ကိုလဝါးသုံးချက်ရလိုက်တဲ့အခါအမျိုးသမီးရဲ့မျက်လုံးတွေကအနီးအောင်အဖြစ်ပြောင်းသွားတာကိုရွာသားတွေကထူးဆန်းစွာနဲ့တွေ့လိုက်ရပါတော့တယ်။ခဏကြာမှတော့အနီးဝင်းချက်မှာမွေပွေးမွေဟောင်းငန်းဝင်ကြီးတွေရောက်လာတဲ့အတွက်ဘာသားတွေလက်နေကြတယ်။ဒါမဲ့သူတို့ဘေးမှာကွင်းထားတဲ့ထုံးပြူစီကိုရှောက်ပြီးမြေပြင်မှာမှောက်ရတာဗဇက်ဟထားတဲ့အမျိုးသမီးစီကိုသွားနေတယ် အလုံးကအာအာတဲ့နေပြီးမျက်တောင်မခတ်နိုင်အောင်ငေးမော့ချစ်နေတဲ့ချိန်အစိတ်ရှိတဲ့မွေတွေကအမျိုးသမီးရဲ့ပါဆက်ထဲဝင်သွားတာကိုထိတ်လန့်စရာတွေ့လိုက်ရပါတော့တယ်။ရွာသားတွေဟာအမရိတ်တန်တွေနဲ့အာအောနေကြတယ်ဆိုပေမဲ့အမျိုးသမီးရဲ့ဝမ်းထဲကိုငွေငါးကောင်ယောက်သွားခဲ့ပြီ။အမျိုးသမီးရဲ့အစွမ်းကိုလည်းအမျိုးမျိုးချစ်ချူးကြပြီ။နတ်မွေကြီးအစာကျွေးမဲ့ကိစ္စကိုလည်းလက်ခံလိုက်ကြတယ်။ဒီနေ့မှာတော့နတ်မွေကြီးအစာကျွေးပြီးရွာကိုအန်ရီမပြုတ်ဖို့တောင်းမရမှမို့ ်ပူဇော်ပွဲကြီးကျင်းပနေတော့လေရွာအပြင်မှာပွဲကျင်းပပြီးတာနဲ့အစာကျွေးမဲ့နွားကြီးကိုရွာသားတွေကဆွဲလာခဲ့တယ်။ဘာခန့်နဲ့ထူဆန်းတဲ့အမျိုးသမီးကဥဆောင်ပြီးနွားကြီးကိုတောင်ကဘာရံထိဆွဲခေါ်သွားကြတယ်။အဲ့ဒီချိန်ဆွဲလာတဲ့နွားကြီးကကျွတ်လွတ်ပြီးဘာခက်စီကိုဒုံဆိုင်ပြုံးဝင်သွားခဲ့တယ်။ဘာခက်ကလည်းနွားကြီးလာနေတာကိုမြင်မိမဲ့မရှောင်မဲ့ရက်ကြည့်နေတယ်။နွားကြီးကလည်းနှာတရှူးရှူးမှုတ်ပြီးခွာရှက်ရင်ဘာခက်စီကိုပြုတ်ခွေလိုက်လိမ့်တယ်။ ဥကျိုနှချောင်းကဘာခက်ရဲ့ရင်မက်ကိုပြစ်ထိတယ်ဆိုပေမဲ့ဘာခက်ကတုတ်တုတ်တောင်မလုပ်ဘူး။နွားကြီးရဲ့ဂျိုတစ်ဖက်သာကျိုးပဲ့သွားပြီးနောက်ကိုထိုင်ကျသွားခဲ့တယ်။ဒီခါမှာဘာခက်ကနွားရဲ့ဥကောင်းတဲတွေကိုတစ်ချက်တည်းရိုက်ချလိုက်တဲ့အခါမှာနွားကြီးကငြိမ်ကျသွားပြီးတော့သူတို့ခေါ်ရနောက်ကို လိုက်ပါသွားခဲ့တယ်။ဘာခက်နဲ့ထူးဆန်းတဲ့အမျိုးသမီးရဲ့အနောက်ကိုဘာသာတချို့လိုက်ပါသွားပြီးတော့တန်ကပားရံထင်းနွားကိုဆွဲခေါ်သွားခဲ့ကြတယ်။ အဲနောက်မှာတော့ရွာသားတွေကအပြစ်မှကျင်းခဲ့ပြီးအမျိုးသမီးနဲ့ဘာခတ်တူကတော့နှွားကိုကဘာရံမှာရှိတဲ့တွင်းကြီးအနီးတဲ့ကိုယူသွားခဲ့ကြလေတယ်ခဏကြာမှာတော့ရွာသားတွေရှိရာဘက်ကိုဘာခတ်တူရဲသားပြန်လာပြီးနှွားခလောက်ကလေးကိုပြန်ပြီးလိမ့်တယ်ကလေးနဲ့တလားခတ်ကြတဲ့အထိမွေကြီးရဲ့အနေကနေကုဝင်သွားခဲ့တယ်တလားပြည့်ဘာခတ်နဲ့အမျိုးသမီးကတောင်ပေါ်ကနေဆင်းလာပြီးထုံးစံအတိုင်းပူဇော်ပွဲပြုလုပ်ကြတယ်ကလေးနဲ့ဒလေးတစ်ခုလိုဖြစ်လာခဲ့ပြီး နမွေကြီးကိုအစာကျွေးတောင်းပန်ပေးတဲ့အမျိုးသမီးကိုလေရွာသားတွေကတခေမလို့ခေါ်ကြတယ်။ဥစ္စာပစ္စည်းပေါများတဲ့ရွာသားတွေကတောင်ပေါ်မှာအိမ်ကြီးတစ်လုံးနဲ့အဆောက်အအုံတွေပါဆောက်လုပ်ပေးထားကြပြီးတော့တခေမနဲ့ဘာခတ်တို့ကိုကျေစုပြုကြတယ်။အမေမပေးရသေးတဲ့ရွာကိုလေဝေစာကျွေးတဲ့ဒလိမှာနားခလောက်သားကျန်တာကြောင့်ခလောက်ကျန်ရွာကနေခလောက်ကျောက်ရွာဆိုပြီးဖြစ်လာခဲ့တယ်။အဲ့လိုငွေကြီးနေတဲ့တောင်ကိုလေနမွေတောင်လို့ခေါ်ကြရင်က တခဲမနတ်ဝေတောင်တခဲမဖြစ်လာခဲ့တယ်။ဒီလိုနဲ့နှစ်ကာလကြာရှည်တဲ့အခါမှာတော့ရာမာတဖြည်းဖြည်းနွားတွေရှာပလာခဲ့တယ်။ရာသားတွေကလည်းချမ်းသာကြွယ်ဝတာကြောင့်တခြားရက်ကနွားတွေကိုဝယ်ယူပြီးတော့ငွေစာကျွေးကြတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့တလောက်အောင်နွားတစ်ကောင်ကနေနှစ်ကောင်အထိကျွေးရတာကြောင့်အဆင်မပြေတော့ဘူး။ဒီခါမှာရာသားတွေကတိုင်ပြင်ပြီးတနေ့မှာတော့ငွေစာကျွေးမဲ့နွားချစ်ကိုချက်ချင်းမတင်နိုင်တဲ့အစိတ်တစ်မျိုးခတ်ပြီးတော့တခဲမရဲ့လက်ထဲကိုအပ်လိုက်လိမ့်တယ်။ ဒါမဲ့နမွေတောင်တခင်မနွားအောင်မြေုံနဲ့တိနေပြီနမွေကြီးအမျက်ထွက်နေပြီလို့ပြောရင်တောင်ပေါ်စီကိုပြန်သွားခဲ့လိမ့်တယ်အနေညာမွေးချုပ်တော့ဝေကြီးကရွာအတွင်းထဲကိုဝင်လာပြီလူရောနွားမှာစားနိုင်တဲ့လောက်စားရင်ရွာကိုလက်ဖြက်စီသွားခဲ့တယ်နောက်ဒီနေ့မှာတော့တခင်မတောင်ပေါ်အထိသွားရောက်တောင်းပန်ကြပြီးတော့အကူအညီတောက်ကြပြန်တယ်ဒီခါမှာတော့တခင်မနေတခုရှိတယ်လို့ဆိုပြီးရွာသားတွေအားလုံးကိုခေါ်လိုက်ပြန်တယ်အခုဆိုရင်ရွာလဲရစရာမရှိအောင်ပြက်စီးသွားပြီဆိုတော့ အချိန်ယူပြီးပြင်ဆင်ရတော့မှာပဲဒါပေမဲ့မင်းတို့ရဲ့လုပ်ရကြောင့်နတ်မွေကြီးကအမျက်မပြေသေးဘူးဒီတော့နတ်မွေကြီးအတွက်အမျက်ပြေအောင်စီစဉ်ထားတာတခုရှိတယ်မင်းတို့လည်းရထက်သမျှဆန်သဘာတွေကို ရောင်းချပြီးတော့ရွာဖို့ရအောင်ရှာကြရမယ်ဒီအတွက်လည်းရွာထဲရယောက်ျားသားမှန်သမျှလေယာအလုတ်ကိုနေတိုင်းလုံရလိုက်မယ်ဒီကြားထဲမှာတော့နတ်မွေကြီးကိုသခင်မနဲ့တမနီဘာခတ်တို့ဟာချုံမတောင်းဝန်ထားလိုက်မယ်အားလုံးကရွေးချယ်စရာမရှိတော့တဲ့အတွက် နမွေတောင်တခဲမှဆေကားနဲ့အတားလက်ခံလိုက်ရတယ်။အဲ့ဒီအခြေအားဆပြီးတော့ဝင်းကျင်တစ်ခုလုံးမှရှိတဲ့လက်ရမျိုးတွေကိုအရွယ်ရောက်ပြီးသူယောက်ျားသားမှန်သမျှအလုတ်ဆင်းရတော့တယ်။ထရှိလာတဲ့ဆန်စပါးတွေကိုလည်းငွေစားဖို့အဖြစ်နဲ့တခဲမှဆေကိုအလုံးအံ့နေရတယ်။အလုတ်ပြီးလို့ပြန်လာတဲ့အခါကျမှဆန်နဲ့စားစရာတချို့ကိုတခဲမှဆေမှာထုတ်ရလိမ့်တယ်။အဲ့ဒီအခြေအားဆပြီးတော့တခဲမှဟာတောင်ပေါ်မှာစီးစိမ်အပြည့်အချွေရအပြည့်နဲ့နေရပြီးရွာသားတွေကတော့အလုတ်သမားဖြစ်ခဲ့ရလိမ့်တယ်။ တခါတရံတခဲမစီကိုဘခတ်ကတခြားရွာမှာရှိတဲ့မင်းကလေးတချို့ဖမ်းခေါ်လာပြီးတော့ကိုလည်းတွေ့ရတယ်။ဒါသားတွေကလည်းငွေကြီးအန်ရဲ့ကိရစ်ကိုသာအဓိကထားတာဝန်ယူပေးထားတဲ့တခဲမကိုဘာမှမမေးရကြအောင်။ဖမ်းလာတဲ့မင်းကလေးတွေကိုလည်းတလားတခါငွေစာကျွေးတယ်ဆိုပြီးတရင်တွေထောက်ပေါ်နေတယ်။ငွားဝယ်ရတဲ့လတွေမှာတော့ငွားနဲ့ကျွေးရပြီးငွားမရရင်လူတွေဖမ်းလာတတ်တာကအခုထက်ထိပဲ။ခုံမှုနဲ့ဖမ်းဆီးခံရရတဲ့လူတွေက ထူးမောင်တို့ကိုအကြောင်းစုံပြောပြလိုက်တဲ့အခါမှာထူးမောင်တို့သဘောပေါက်သွားခဲ့ကြလိမ့်ပြီ။နောက်မှတွေ့ခဲ့တဲ့ယောက်ျားတစုကလည်းနေ့စဉ်လဲလှုပ်ရတဲ့လူတွေဖြစ်ပြီးတော့ယခုထူးမောင်တို့နဲ့အတူတူဖမ်းလာတဲ့ဆိုင်ရှင်မင်းကလေးကလည်းငွေစာကြေးပွဲအတွက်ဖြစ်နိုင်တယ်ဆိုတာနားလည်သွားခဲ့တယ်။အကြောင်းစုံကိုသိရတော့ထူးမောင်ကဦးတန်ငင်းနဲ့ပန်းပြူတို့ခေါ်ပြီးတီတိုးတာမြင်လိုက်တယ်။အဲနောက်အတူတူဖက်စီခံလာရတဲ့မင်းကလေးကိုခေါ်ပြီးအစီအမေကိုလည်းပြောပြလိုက်လိမ့်တယ်။ပြီးတဲ့အခါမှာတော့ထူးမောင်က ရွာနဲ့တခင်မအကြောင်းရှင်းပြတဲ့ရွာသားစီကိုသွားပြီခမ ्या ပစ္စည်းခိုးတဲ့နေရာမှာကျွဲကျင်နေဆိုရင်ကျောက်တို့တခုခုညီပြတမလီဘာခက်ရှိတဲ့နေရာကိုရောက်အောင်သွားပြီးတော့တန်နူကြီးတက်လက်နဲ့ငှက်ကြီးအောင်ဓာတ်တစ်ချောင်းခိုးလာခဲ့ခမ ्या လိုတဲ့လောက်ငွေကိုပေးမယ်ဖြစ်ပါမလားကျောက်ကိုမြည်သွားရင်အသက်ခံရမှာဗျမရှိလို့သာခိုးစားရတာကျောက်အသက်ခံရမှာတော့ကြောက်တယ်မလွယ်ပါဘူးဗျာစိတ်မပူပါနဲ့ သူတို့အာလောအိပ်ပျော်နေရမလို့အောင်ကျုပ်တို့ဒီကနေလှုပ်ပေးလို့ရတယ်။ခမည်းကကျုပ်တို့လက်နဲ့တွေယူလာပေးရင်ကိုပဲရပြီ။ကြိုးစားကြည့်ပါဗျာ။ခမည်းကိုလှုပ်မပေးပဲမွေးစာကျွေးလိုက်လဲတိတ်မှာပဲ။ဒါတော့ဟုတ်တယ်ဗျ။ပုံမှန်ဆိုရင်ပြစ်မှုကျူးလွန်ရင်၃ရက်ထက်ပိုပြီးချုပ်မထအောင်။ကျုပ်ကဆန်လေးခိုးမိတာကိုတပတ်ရှိပြီဗျ။နတ်ပြားကလောက်ွယ်နေ냐ဆိုတော့မွေးပူစောပွဲလဲရှိတယ်။ကျုပ်ကိုမွေးစာကျွေးမှလားမသိဘူး။ဘာမှမပူနဲ့။ ခမရကျိုးတွေကိုကျုပ်ဖြီးပေးလိုက်မယ်။အပြုံလိုက်ရအောင်ကုညင်မယ်။ဘာခတ်တော့ကိုလည်းအိမ်မွေးချပေးမယ်။ဒါဆိုလည်းလုတ်ပြ။ကျုပ်လည်းဒီအထဲမှာနေရတာကြောက်လာပြီ။ကုညင်မယ်။ထုံမောင်ကရွာသားကိုကျိုးဖြီးပေးပြီးတော့အိမ်မွေးချမဲ့အစီအစဉ်ကိုစတင်လိုက်တယ်။ပထမဆုံးထုံမောင်ကဝါရုံးမှန်တဲ့ဆွမ်းအားနဲ့လေကိုခပ်ပြေပြေတိုက်အောင်ပြုလုပ်လိုက်တယ်။ပြီးတဲ့အခါမှာပန်းဖြူကလက်ထဲမှာရှိနေတဲ့စေမုံတချို့ကိုတွင်းကြီးပေါ်ကိုလှမ်းကျက်လိုက်တယ်။စေမုံနေရာဘာခတ်တို့လူတွေရှိတဲ့နေရာစီကို လေးနဲ့အတူတူပါသွားပြီးတော့စောင့်နေသူအားလုံးအိမ်မောကျသွားခဲ့တယ်။ဒီအခါမှာထူးမောင်ကသူ့ရဲ့ပထဝီမန္တန်ဆွမ်းအားနဲ့လက်တစ်ချက်ကိုပင်မလိုက်တဲ့အခါမြေဆိုင်ငယ်တစ်ခုချေကြွတ်တက်ပြီးအပေါ်ကိုတက်ရလွယ်အောင်လို့လှေကလေးတစ်ခုတစ်ဖွဲပြုတ်လုပေးလိုက်တယ်။အကြီးကျနေတဲ့သူတွေနဲ့မွေးစားအကျွေးခရမဲမင်းကလေးကိုပါအပြင်ရောက်အောင်ထုတ်ပစ်လိုက်ပြီးရှာဖွေခိုးဝတ်တက်တဲ့ရွာသားကိုတော့လက်နက်တွေခိုးယူဖို့လွှတ်လိုက်တယ်။အဲနောက်ထူးမောင်တို့၃ယောက်ကတွင်းနဲ့ပြက်စိမ်းပြီးစောင့်နေလိုက်ကြတယ်။ ခဏအကြာမှာတော့တွေးနေဦးဦးတန်ငယ်ကြီးရဲ့တူကြီးနဲ့ထူးမောင်ရဲ့တန်နေသားကိုတခိုးရွာသားကယူလာပေးပြီးထွက်ပြေးသွားခဲ့တယ်။ထူးမောင်တို့သုံးဦးလဲတွေးနေမှာရည်ရွယ်ချက်ရှိရှိနဲ့မိုးလေးနဲ့အထိထိုင်ဆောင်နေကြတယ်။မိုးလေးနဲ့အခါမှာတော့တမလီဘာခက်ရောက်လာပြီးအိပ်ပျော်နေတဲ့သူ့လူတွေကိုခြေထောက်နဲ့ကန်တော့ရင်ဒေါသထွက်နေတယ်။ဟဲ့ကောင်လေးဒီနေ့တခင်မမွေစာကျွေးမမသိဘူးလားကွာ။ထားစား။ငါအခုရွာထဲမှာတခင်မနဲ့အတူတူပူဇော်ပွဲသွားစရာရှိတယ်။ အချင်းတက်တီးကလူတွေအကုန်လုံးကိုကျိုးတုပ်ပြီးဖမ်းခေါ်လာခဲ့ချားလာဟုတ်ဟုတ်ကဲ့ပါဘခကတောက်အောင်ဆင်းသွားတာနဲ့ကြိတ်ခဲတဲ့သူ့လူတွေကကျိုးတွေအစင်သင့်ပြင်လိုက်ပြီးတွင်ထဲကိုဆင်းလာခဲ့တယ်ဒါပေမဲ့တယောက်ဆင်းသွားပြီးဘာအတမ်းမှမကြားရတဲ့အတွက်အာလုံးဆင်းလာခဲ့တာအထက်မှာဘသူမှမရှိတော့ပဲတိတ်ဆိတ်နေတယ်ပူဇော်ပွဲနေ့ရောက်မှဖမ်းထားတဲ့လူတွေလွတ်သွားတဲ့အတွက်ဘခရဲ့တပတ်တွေပြာရခတ်သွားတယ်။ဒီချေသူတို့ရဲ့အရှိကိုတန်လူကြီးထမ်းထားတဲ့ ်ဦးတိုင်ငယ်ရောက်လာပြီးတော့အားလုံးကတွေ့နေမှာဇက်သိမ်းသွားခဲ့ကြလိမ့်တယ်။ဘာခရဲလူတွေတည်သွားတဲ့အခါကျမှထူးမောင်တို့အားလုံးတွေးမော်ကိုတက်လာပြီးရွာဘက်ကိုထွက်လာခဲ့ကြလိမ့်တယ်။ရွာအပြင်မှာလည်းရွာသားတွေနဲ့အတူတူတခင်မနဲ့ဘာခတ်တို့ကရှိနေကြလိမ့်တယ်။ခဏကြာမှတော့တခင်မကဘာခတ်ကိုခေါ်ပြီးဖမ်းထားတဲ့လူတွေနဲ့အတူတူလိုက်လာဖို့ပြောရင်တောဦးကလေးဘက်ကိုထွက်သွားခဲ့ပါတော့တယ်။တိုင်အားလုံးပဲအခုဆိုရင်ကျောက်တော်တခင်မငွေကြီးကိုတောင်းမှန်မို့သွားနေပြီ။ ရွာသားတွေကလည်းတလမှာဒီတိရဲ့ပဲနားတာဆိုတော့ပွဲတော်ကိုပျော်ပျော်ပါပါဆင်းနေလိုက်ကြ။ကျောက်တို့ကလည်းပေါက်ခွေပြုတ်ပါအောင်။ဘာခါကဖက်စီထားတဲ့လူတွေကိုခေါ်လာမဲ့သူ့ရဲ့တပည့်တွေရောက်မလာသေးတဲ့အတွက်ကိုယ်တိုင်ပြန်သွားဖို့ပြန်လိုက်တယ်။ငွေကြီးကိုတောင်းမှထားတဲ့လို့သာရွာသားတွေကိုလိန်ညာပြီးဖက်စီထားတဲ့သူတွေကိုငွေစာကျွေးချိန်လဲနှီးပြီးဖြစ်လို့သူ့ရဲ့တပည့်တွေကိုဒေါသထွက်နေတယ်။ဒီချိန်မှာပဲပူဇော်ပွဲရှိတဲ့နေရာစီကိုထူးမောင်တို့၃ယောက်ရောက်လာခဲ့ကြတယ်။ ဘာခါကသူတို့မျက်နှာနဲ့အခြေအနေကိုနားလည်သွားပြီးတခုခုစိုးရိမ်နေတယ်။ဘာသားတွေကလည်းထူးမောင်တို့မမြင်ဘူးတာကြောင့်အထူးဆန်လှမ်းကြည့်နေကြတယ်။ရုတ်တရက်ဥတန်ကြီးကစတင်ပြီးတော့သူ့ရဲ့တူကြီးနဲ့ဘာခါကိုလှမ်းပြလိုက်တယ်။တူကြီးကဘာခါရဲ့မျက်နှာတဲ့တဲ့ကိုထိသွားပြီးဘာခါအနောက်ကိုဆုပ်သွားတယ်။နှစ်ဖူးကလည်းအနေငယ်ချက်ဝင်သွားတာကိုတွေ့ရတယ်။ဟေးငါတို့ရရဲ့ကျေးဇူးရှင်ကိုဘာလုပ်တာလဲကွာ။ ရွာသားတွေကဘာခတ်ကိုတက်ခတ်လိုက်တဲ့ထူးမောင်တို့အထင်မှားပြီးတော့ဒေါသထွက်လာခဲ့ကြတယ်။ဘာခတ်ရဲ့နှုတ်ကနေလဲပူဇော်ပွဲကိုဖျက်ပြီးရွာကိုဒုက္ခရောက်လုံးမဲ့၃ယောက်ပဲကွာ။ဒါနတ်မွေကြီးကိုရွာနဲ့တိုက်ပေးမဲ့ကောက်နေပဲ။သူတို့ကိုတားကြ။ရွာသားတွေကအလုံးကြီးနဲ့ဝင်လာပြီးတော့ဘာခတ်ကိုကောက်ွယ်တက်ခတ်ပေးတဲ့အခါပန်းချူဟာရွာသားတွေကိုအထက်ကအနေဆုံးတားဆီးပေးထားတယ်။ဒီချိန်ထူးမောင်ပြေးလာပြီးတော့ဘာခတ်ကိုတက်ခတ်တော့တယ်။ထူးမောင်ရဲ့တက်ခတ်မှုကို သူ့ရဲ့တမိလဝါနှစ်ဖက်နဲ့ကာစီထားတဲ့အတွက်ဒူးမောင်ကတေဇောမန်နဲ့အစုံကိုအသုံးပြုပြီးဘခတ်ကိုတိုက်ခိုက်တယ်။ဒူးမောင်ရဲ့တိုက်ခိုက်မှုကြောင့်တမိဘခတ်ချစ်ချစ်တောက်ပူလောင်နေတယ်။ဦးတန်ငယ်ဗဘဲထုမဲ့တာပုံသွင်းရခတ်နေ။မာနေဘာလို့ရလဲဗျ။အပူပြင်းပြင်းပေးရတယ်ကွာ။ပျော်ပျော်ဆူဆူနဲ့ဦးတန်ငယ်ပါဝင်ရောက်တိုက်ခိုက်တာကြောင့်ဘခတ်တစ်ခေါလုံးတူရပေးရထိမိပိတ်လင်သွားခဲ့တယ်။ဦးတန်ငယ်ရဲ့နောက်ဆုံးရချက်တစ်ခုမှာဘခတ်လေဘေးကျိုးချပြီး နေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတော့တယ်။ဒီခါကျမှရွာသားတွေလည်းပွဲစုကုန်ပြီးထူးမောင်တို့အဖွဲ့ကိုတပ်ဖို့လှက်လှုပ်ရှားရှားဖြစ်လာခဲ့တယ်။အဲ့ဒီချိန်တောက်ကလေးဘက်ကနေအရာမောင်ဝင်ကြီးတစ်ကောင်လှက်လှုပ်ရှားရှားဖြစ်နေတဲ့လူအုပ်ကြီးစီကိုဦးတည်ပြေးဝင်လာခဲ့တယ်။ပရိသတ်များရှင့်မန်းနဲ့ထူးမောင်နဲ့နတ်မွေတောင်တခင်မဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတဦးကြီးစီကိုခြေစုပ်ထူးပဲတည်ရှိတယ်လို့ဆိုင်ရစီယာမဟင်ခန့်ဥဒ္ဒတိပါကိုလည်း ကျေးဇူးထူးပဲတည်ရှိပါရရှင့်ဒီဇလလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်ရှိခြင်းကျမချင်းတွေကို အစိမ့်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်